င်ငံတော်အတိုင်းမင်္ဂန်ပုတ်ကိုဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်ဆူတောင်းဗီဒီယိုဖိုင်အများဆုံးနဲ့ဂင်းနစ်စံချိန်တင်မှုကြိုးပမ်းနေတာမှာရုပ်တံဖိုင်ပေါင်းတသိန်းကျော်ရရှိထားပြီးဒီထက်က40ရာခိုင်နှုန်းကဆီဆက်အောင်မြင်ပြီးဖြစ်တယ်လို့သိရပါတယ်။ဇူလိုင်လ19ရက်ညနေ9:00နာရီအချိန်ထိရုပ်တံဗီဒီယိုဖိုင်တသိန်း5000ကျော်ရရှိထားပြီးဖြစ်ကမြန်မာစံတော်ချိန်ဇွန်လ20ရက်နေ့မနက်6:30မိနစ်အထိပေးပို့လို့ရနေသေးပြီး ဒီအချိန်ထိပို့လာတဲ့ရုပ်သံဖိုင်ကိုဂင်းနစ်အဖွဲ့ကလက်ခံစင်စစ်သွားမှလို့ဆု80ဘတ်ဒေးကမ်ပိန်းမှာပါဝင်လှုပ်ရှားနေသူကလိုစီထူကပြောပါရယ်။ဟုတ်ကဲ့လက်ရှိမှာကိုပဲကျွန်တော်တို့ဟိုရရှိထားပြီးရဲ့ဗီဒီယိုတွေကိုဂင်းနစ်ကစစ်လက်ခံနေတာဖြစ်ပါတယ်။အဲလက်ရှိအနေအထားမှာကျွန်တော်ပြောနိုင်တာကတော့ကျွန်တော်တို့ရထားပြီးတဲ့တသိန်းကျော်မှာဟို40ခန်းလုံးလောက်ကတော့တေချာပေါက် fast ဖြစ်ပြီးသားဖြစ်ပြီးတော့ဂျန်တဲ့ဟာတွေက funding ရဲ့ အဲနောက်ပြီးတော့တို့ဟိုသင်္ကန်းမကင်းဝေရဆိုတဲ့ဟိုပြီးတော့တတ်မှတ်ထားတဲ့အဲတချို့ဗီဒီယိုတွေရဲ့အဲ့ဒီဟာတွေရှိနေသေးတဲ့အတွက်ကြောင့်ဒီ60ရာခိုင်နှုန်းဟိုကျွန်တော်တို့ဟို first ဖြစ်တဲ့ဥစ္စာကိုပဲရည်တွက်မယ်ဆိုရင်တော့မှအိန္ဒိယကတင်ထားတဲ့3200ခုဆိုတဲ့အရည်အတွက်ကိုကျော်လွန်ပြီးတော့ကျွန်တော်တို့ကစံချိန်တစ်ကိုတင်နေနိုင်ပြီဖြစ်ပါတယ်ခင်ဗျာအရင်ကအိန္ဒိယနိုင်ငံဘာသာရေးအဖွဲ့တစ်ခုရဲ့ခေါင်းဆောင်ဖြစ်သူ စင်ကရိုမီရန်စင်ကမွေးနေ့စူတောင်းရုပ်တံဖိုင်မောင်3200ခုနဲ့ဂင်းနစ်စံချိန်တင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာဒေါအောင်ဆန်းစုကြည်အတွက်ပြည်သူတွေပေးပို့လာတဲ့ရုပ်တံဖိုင်တွေက40ရာခိုင်နှုန်းဖြစ်တဲ့4200ကျော်ကဂင်းနစ်ဘွဲ့ကစီစစ်ကလက်ခံအောင်မြင်ထားပြီးဖြစ်တယ်လို့သိရပါတယ်။လက်ခံရရှိထားတဲ့ရုပ်တံဖိုင်တိုင်းကိုဂင်းနစ်အဖွဲ့ကအလိုလျောက်စစ်ဆေးရေးစနစ် AI နဲ့စီစစ်တာဖြစ်ကသူတို့ရဲ့သမတ်ချက်နဲ့တွေ့ဖက်နေတဲ့ရုပ်တံဖိုင်တွေကတော့ပယ်ချခံရမယ်လို့ လိုဆေးထုကပြောပါတယ်ကင်းနေစီရဲ့တမတ်ချက်ကတော့ happy birthday ဆိုတဲ့ဆုတောင်းစကားရဲ့အမေစုကို ကိုစားပြုတဲ့စုဆိုတဲ့အမည်နာမရဲ့ကိုဘီဘီတတချီချီလီလင်းလေးပြောဆိုဆုတောင်းပြီးတော့စက္ကန့်30အောက်တက်မှတ်ထားပါတယ်ဗီဒီယိုလေးကိုဆိုတော့အခုကျွန်တော်တို့ရရှိထားပြီးတဲ့ဗီဒီယိုလေးတွေကနေပြီးတော့တက်မှတ်ချက်နဲ့မကန့်ညီလို့ ဖေချက်ခိုင်နေတဲ့ရုပ်တံတွေကတော့အာဥပမာဟို link မှာလည်းသွားတင်တယ်သွားတင်ပြီးတော့ link မှာမရောက်မှဆိုလို့ဟိုကျွန်တော်တို့ FRC ကိုလည်းအာနောက်တစ်ခါထပ်ပို့ထားတဲ့အဲ့လိုနှစ်ကြိမ်ထက်သုံးကြိမ်ထက်တွေကတော့သူတို့ AI နဲ့စစ်တဲ့ခါကျရင်အဲ့ဒါတွေကိုတစ်ခုပဲအဲမှတ်ယူတာမျိုးဖြစ်နိုင်ပါတယ်နောက်ပြီးတော့အာလူရုပ်ပုံမပါဘဲနဲ့အဲဆူတောင်းထားတဲ့နော်ကာယကံရှင်ရုပ်ပုံမပါဘဲနဲ့ဆူတောင်းထားတဲ့ အဲ့ဒီဗီဒီယိုမျိုးတွေဟာလည်းသူတို့ရဲ့တမတ် channel မကညီနိုင်တော့ဘူးလို့အာမှတ်ယူရပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ AI နဲ့စစ်မှန်မှုလို့ပါ။ပြီးတော့ဟို max တက်ထားတဲ့ဗီဒီယိုတွေကတော့ဆိုအဲ့ဒီဟာတွေကတော့အာညှိနှိုင်းနေစေဖြစ်ပါတယ်လို့အဲ့လိုတော့ကျွန်တော်သိထားပါတယ်ခင်ဗျ။ So far, we've received more than 20,000 birthday wishes. That's amazing, but we need at least 40,000 to break the record. I believe ပေါင်းဆန်းစုကြည်ကဒီကနေ့ဂျွန်လ16ရက်နေ့မှာအသက်80ပြည့်မြောက်တာဖြစ်ပါတယ်။ဒီလှုပ်ရှားမှုကိုတော့တားဖြစ်သူ Kim Harris ကဦးဆောင်ပြုလုပ်နေတာပါ။ Guinness ဆန်ချိန်တင်နိုင်ခင်ဒေါန်ဆန်းစုကြည်နဲ့အတူစစ်ကောင်စီရဲ့မတရားဖမ်းဆီးထိန်းသိမ်းခြင်းကိုခံထားတဲ့အကျဉ်းသားတွေရဲ့အရေးနဲ့မြန်မာနိုင်ငံရဲ့အခြေအနေတွေပေါ်မှာနိုင်ငံတကာကအာရုံစိုက်လာဖို့ရည်ရွယ်တာလည်းဖြစ်ပါတယ်။ ။လက်ရှိမှာတော့ဒေါအောင်ဆန်းစုကြည်ကစစ်ကောင်စီရဲ့မတရားဖမ်းဆီးပုံမှန်တတ်ထားတဲ့အမှုတွေနဲ့ထောင်နဲ့29နှစ်ချမှတ်ခံထားရဆဲဖြစ်ကောင်းနေပြီးတော့အချုပ်ထောင်မှာဖမ်းဆီးထားတယ်လို့နားလည်ထားပြီးပြင်ပနဲ့အဆက်အသွယ်လုံးလုံးဖြတ်တောက်ခံထားတဲ့အခြေအနေဖြစ်ပါရဲ့ရှင်။